အားလုံးပဲမင်္ဂလာပါ Going Buyer YouTube Channel တော်တော် Channel ပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်ကဗီဒီယိုမရိုက်ဘူးလုပ်နေတာမရိုက်ဘူးဆိုတော့လည်းကျွန်တော်လည်းဒီနေ့မှာတော်တော်လေးဟိုဒါအိရထားနောက်ကျတာလည်းပါတယ်ပြီးတော့လည်းဒါကျွန်တော်ဟိုဒါမိုးလင်းတာနဲ့ဒါ Viber Telegram နေပြီးတော့ဒါအကောက်လာဖွင့်ကြတဲ့ညီကိုတွေက20ထပ်ပူလေဘောနော်20ထပ်ပူတော့ဒါကျွန်တော်လည်းတယောက်သေးဒါအကောက်ဖွင့်ပေးတာတမျိုးသူတို့ရှင်းပြတာတမျိုးတော်တော်လေးဟိုဒါကျွန်တော်တိုင်နေပတ်နေတာ အဲပွဲတော်မှာဥဒရီကိုစဉ်းစားရသေးဘူးဒါပေမဲ့ကျွန်တော်ပွဲစဉ်းစားတဲ့အချိန်လေးမှာ9မိနစ်10မိနစ်ပဲရှိသေးစဉ်းစားတဲ့အချိန်မှာကျွန်တော်အာဆင်နယ်ပွဲလေးကိုအဲဗီဒီယိုရိုက်ချင်တာနဲ့ဒါကျွန်တော်ဗီဒီယိုချက်ချင်းရိုက်ပေးလိုက်တာပေါ့နော်အဲ့တော့မနေ့ကတော့ဒါကျွန်တော်ရဲ့ Telegram Channel Free Channel Join လာတဲ့ညီကိုတွေကတော့ဒါ Guitar Fit Go ပေါ့နဲ့အစဉ်ပြေမယ် BMP Package ညီကိုတွေကတော့မနေ့ကအဲ Guitar Fit Go ပေါ့အစဉ်ပြေမယ် Domon Go ပေါ့ရှုံးနေမယ်ပြီးတော့ကျွန်တော် Spain La Liga 2တွေကဒါအင်ရှင်အသင်းကို Sicanda လား Sicanda လားမသိအဲ့ကောင်ကိုကျွန်တော် body ပေးတတ်တာတည်ကြသွားမယ်ကျွန်တော်ပြားတော့ပြန်စားမယ်တော့မနေ့ကတော့ဒါကျွန်တော်ရဲ့ ဗျာမီနီကိုရီကတော့အဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ဒီနေ့မှာစနေနေ့စနေနေ့မှာဆိုရင်ဒါပွဲတွေကအများကြီးပဲအများကြီးတဲ့မှာကျွန်တော်ကထုံးတန်တိုင်းအမှန်တိုင်းပြောရရင်ကျွန်တော်အများကြီး brother တို့ကိုတင်ဆက်ပေးခြင်းနဲ့အများကြီးလှုပ်ပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်မှာအချိန်လေးတွေကတကယ်ကိုကျွန်တော်လုံလုံလောက်လောက်ပေါ့နော်လောက်ငှားတဲ့အချိန်လေးတွေမရှိရတော့ကြောင့်မို့လို့ဒါကျွန်တော်တို့တပွဲကောင်းလေးပဲတင်ပေးမယ်အဲ့တော့ဒါဒီနေ့မှာတော့ဒါ free channel join တော့ကိုကျွန်တော်ရုံသွုံးပြောခြင်းနဲ့ free channel မှာတော့ဒါလက်ဆောင်ကောင်းလေးတွေတပွဲကောင်းလေးတွေနှစ်ပွဲသုံးပွဲလောက်တင်ပေးမယ်ဗျာပြီပတ်တိလည်းနှစ်ပွဲသုံးပွဲတင်ပေးမယ်လက်ဆောင်ကောင်းလေးတင်ပေးမယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်မြန်မာသားတို့ရဲ့ခုနကွယ်မှာဆိုတာဘန်လင်နဲ့အာဆင်နယ်နဲ့ကစားမယ်အခုလက်ရှိ premier league title ကျွန်တော်ကြည့်မယ်ဆိုအာဆင်နယ်စီ22မှတ်ရတာတယ်ဘန်လင်စီဒါကျွန်တော်10မှတ်ရတာတယ်အဲ့တော့ကျွန်တော်ကဘာလို့အရင်ဆုံးစဉ်းစားမိလဲဆိုတော့အာဆင်နယ်ရဲ့ premier league title ကြီးတဲ့ချိန်မှာ22မှတ်အကယ်၍ ီပွဲမှာအာဆင်နယ်ဒီဘန်လီကိုဒါအနိုင်ရရှိသွားမယ်ဆိုရင်25မှတ်25မှတ်ဆိုတော့ကျွန်တော်တို့ ီအမတ်တွေကတိတိတသားကြီးပြတ်သွားမယ်ဆိုတော့ကျွန်တော်ကတော့ကြည့်မကောင်းဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့တဝူးတယောက်ထဲအမြင်ကိုကျွန်တော်အရင်ဆုံးပြောပြပေးတာကျွန်တော်ကတော့ဘာစဉ်းစားမိလဲဆိုဘန်လေးကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားတယ်ဟုတ်ပြီအဲ့တော့ဒီနှစ်သင်းရဲ့ဟတ်တူရဲ့ body size နဲ့ကြည့်မယ်ဆိုအာဆင်နယ်သင်းအခုလက်ရှိပေးထားတဲ့ body size နဲ့မှာဆိုနှလုံးပေါင်း80 body size နဲ့ပေးတာကိုပေါင်း3လုံးပေါင်း80အဲ့တော့အာဆင်နယ်ရဲ့ဒါအခုလက်ရှိစွန့်နေတဲ့ဇယိုက်ကိုဒါ brother လို့တည်နေတည်နေမယ်အနည်းဆုံး brother အာဆင်နယ်သင်း အနိုင်ပဲစော့တယ်ဘော်ဒီဇေးအောင်အောင်မအောင်ဆိုရင်1 2 3လုံးဝအဲ့လိုပုံစံမျိုးအဲ့လိုဇေယျမျိုးစော့တယ်ဂိုးပေါ်လဲစော့တာပေါ့အဓိကသူတို့အတွက်အနိုင်၃မှတ်အနိုင်၃မှတ်ရရင်တော်ပြီဆိုတော့အာဆင်နယ်ရဲ့ဒါကျွန်တော်တို့စိတ်တပန်းဆိုင်ရာမဆိုးကျွန်တော်တို့ပြောလို့ရတယ်ဂိုးအများကြီးမလို့အဓိက၃မှတ်ရရပြီ brother တို့ဒီဘန်လိုင်းနဲ့အာဆင်နယ်ကျွန်တော်တွဲဆုံမှုတဲ့ဒီ handling ကိုကျွန်တော်ကြည့်မယ်ဆိုရင်2024တော့တွဲဆုံတာအဲ့တော့လဲအာဆင်နယ်ဒီဘန်လိုင်းကိုဝေးကွာနေပြီးတော့နှလုံးပေါင်း90ဘောဒီဇေယျနဲ့ပြီးတာပြီးတော့ Z5 ဆိုပြီးရလဲနဲ့ နိုင်ခဲ့တာအဲ့တော့အခုလို2025 2026ရာသီမှာအာဆင်နယ်ဒီခြေသွားကောင်းတွေပိုက်ဆိုင်နေတဲ့အချိန်ဒီနှစ်ပရီးမီးယားလိဂ်ဘလောက်အာဆင်နယ်ရမယ်လို့အာဆင်နယ်ဖန်တွေရောဒါကျွန်တော်တို့တွေရောဒါပြောနေတဲ့အချိန်မှာအာဆင်နယ်နဲ့ဒီတက်ပူပြီးဘော်ဒီဇင်းကိုကျွန်တော်ပေးလို့ရတယ်နော်ဒါပေမဲ့ဘန်လီအသင်းဒီထမင်းစားတဲ့အာဆင်နယ်ပရိသတ်တွေအာဆင်နယ်ဖန်တွေကိုထမင်းစားတဲ့သတိရသွားအောင်ဒီနေ့ညမှာလှုပ်သွားမလားဆိုတာလေးတော့ကျွန်တော်အဲ့လိုအတွေးလေးတော့မြင်မိတယ် ဒါအာဆင်နယ်ဖန်တွေတော့ကျွန်တော်ပြောကြည့်တာเนาะဟုတ်ပြီအဲ့တော့ဒီဘန်လီကအခုလက်ရှိဒါကျွန်တော် current form အခုလက်ရှိ current form ဘန်လီကဒါ၅ပွဲကစားထားပြီးတော့နှစ်ပွဲနိုင်တယ်တစ်ပွဲတည်းနှစ်ပွဲရှုံးနေကြတယ် အဲ့တော့အခုလက်ရှိလောလောလတ်လတ်ဆိုဒါဘန်လေးသိဝါတန်ဟိုအဝေးကနေတူတူရီနဲ့နိုင်ထားတယ်လိကိုတူးစီနဲ့အနိုင်ရရှိထားတယ်အက်စလွန်ဘီလာကို2ဝန်းနဲ့ကစားထားတယ်အဲ့တော့ဘန်လေးသိအခုလက်ရှိကာရန်ဖောက်ဒီ3ဝန်းလုံးမှာအဲ2ပွဲနိုင်ထားတယ်တပွဲတည်ဆိုဘန်လေးရဲ့ဒါစွမ်းတော်ရင်ဘိုင်းကဒါမစိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့လည်းဒါဘန်လေးရဲ့အခုလက်ရှိအိမ်ဝင်း ဘန်လင်ရဲ့အိမ်ဝင်နိုင်အိမ်ဝင်နိုင်မှာဆိုလီဗာပူးကိုဈေးမွန်းနဲ့တည်ရကြောင်းကစားနိုင်တယ်ပြီးတော့လည်းကျွန်တော်တို့တူနဲ့တွဲဆောင်တဲ့အသင်းတိုင်းကိုတော့ဘရန်လီကြီးဒါဂိုးတွေပြန်တွင်းထားနိုင်တာကိုတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဘန်လီကအိမ်ဝင်မှာလည်းကောင်းဆုံးတာအာဆင်နယ်ကိုရှင်ပြိုင်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တစ်ဖက်က ာဆင်နယ်ကြည့်အောင်အာဆင်နယ်ကတော့ဘရာသာတို့တည်တဲ့အတိုင်းပဲဘာမှကျွန်တော်ပြောစရာမလိုဘူးအခုနောက်ပိုင်းဆိုတာပြိုင်ပွဲဆိုအာဆင်နယ်ဒီဘရိုက်တန်ပူးစင်းနဲ့နိုင်ရရှိလာတဲ့ Crystal Palace ကို1-0 Real ဒီတီကိုမက်ထုကို4-0ဖူဂန်ကို0-1ဝဟန်ကို2-0အဲ့တော့အာဆင်နယ်ဒီဒီနေ့ညမှာ9ပွဲစတိုက်တိဘိုဒင်းနုစ်ကို노ဖြစ်ထားတယ် BD ရဲ့노ဖြစ်ထားကျွန်တော်မြင်ရတယ်အဲ့တော့အင်ဝင်းအာပြုကစားတဲ့ ်ဒီဘန်လင်းသိနေဒီနေ့ညမှာအာဆင်နယ်နောက်တန်းကိုသူတို့တကူလောက်ထိရပါမလားဒါကိုပြန်စဉ်းစားရမယ်ဟုတ်ပြီအဲ့တော့သုံးလုံးပေါင်း80ကြီးရတော့ဂိုးပေါင်းစီးရင်သုံးလုံးပေါင်း80ကြီးရ brother တို့တအားချိုလုံးနေတော့ဂျင်းပွန်းနဲ့ဘူဂရီစီအာဆင်နယ်နိုင်ငံ့တော်မှာ1 C 2 C နဲ့ပဲအနိုင်ရရှိမယ်လို့သူတို့ခံမှန်းတယ်ဒီဘန်လင်းရဲ့တိုက်စစ်သည်အာဆင်နယ်ရဲ့ဒီခံစစ်ကိုကိုမရဘူးလို့သူတို့တွေခံမှန်းတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခြုံငုံပြီးကြည့်မယ်ဆိုရင်ဒါဘန်လင်းရဲ့ဝက်လက်ရှိဒါအိမ်ဝင်းစွမ်းဆောင်ပိုင်းသည် တော်တော်လေးကောင်းလာတယ်ခံစစ်ပိုင်းတွေလုံးဝဝတာတောက်တင်းလာတဲ့အပိုင်းလေးတွေကျွန်တော်မြင်ရတယ်ပြောမဲ့ဆိုခံစစ်အပြုတ်ကစားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်တိုက်စစ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တာကျွန်တော်မြင်ရတယ်ဒါပေမဲ့အာဆင်နယ်ဒီအခုလက်ရှိမှာဒီအသင်းကြီးဖြစ်တဲ့အရှိန်အဝါကြီးမားတဲ့အသင်းအနေနဲ့ဘလို့နေရနေပြီးတော့အာဆင်နယ်ဒီကိုရောက်အောင်ကစားနိုင်လဲဆိုတော့ဘရာသာတို့ကျွန်တော်တို့အသိဆုံးအာဆင်နယ်ဒီနောက်ပိတ်ဆုံးကျွန်တော်တို့အရန်ကောင်းပါတယ်ဆိုတော့ ဒီဖိန်ပိတ်ဒီဆော့ပါလေဆိုတော့တီကိုမက်ထွက်တောင်မှတီကိုမက်ထွက်ကိုတောင်မှကျွန်တော်4ဆီဆိုပြီးရလလင်းနဲ့အနိုင်ရရှိအောင်ကစားခဲ့တာဗျာအဲ့တော့အာဆင်နယ်ကြီးနေရာပေါင်းစုံကနေဂိုးသွင်းနိုင်တယ်နေရာပေါင်းစုံကနေပြီးတော့ဂိုးရအောင်စွမ်းဆောင်နိုင်တယ်ပြီးတော့စက်ပိတ်နေရနေပြီးတော့အာဆင်နယ်ဂိုးရရနိုင်တယ် ဲ့တော့ကျွန်တော်ဒီအာဆင်နယ်ဒီလမ်းကြောင်းအမှန်ကိုရောက်နေတဲ့သူ့အနေနဲ့ဒါလုံးဝပုံစံကောင်းနေပြနေတဲ့အချိန်မှာအာဆင်နယ်ကတော့ဒီစိတ်တက်တင်နဲ့ပဲဒါဆက်ပြီးတော့သွားနေမှာပဲဟုတ်ပြီအဲ့တော့ဒီစိတ်တက်တင်နဲ့ဆက်ပြီးသွားနေမှာပဲဆိုတော့ဒီပွဲပြီးတော့အာဆင်နယ်ဒီအဝေးကူးမှာဆလိုဗန်နဲ့ကန်ရမယ် ဲ့တော့မလူလားအပ်တဲ့ကစားသမားနာဒံရန်ရကစားသမားတွေမလူလားအပ်တဲ့ဒီကစားသမားအကုန်လူဆုံးထောက်သုံးတာတွေမလုံသိဘူးလို့ကျွန်တော်တို့ထင်တယ်အကဲအနိုင်ရရှိရင်ပြီးရောသုံးမရရှိရင်ပြီးရောအဲ့လိုပုံစံမျိုးလေးနဲ့ကစားသွားမယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဘန်လီရဲ့အိမ်ဝင်းအားလေးကိုကျွန်တော်နည်းနည်းလေးဒီနေ့မှာနည်းနည်းလေးယုံကျင်နေဗန်လီရဲ့တိုက်စစ်ကိုလည်းယုံကျင်နေပြီးတော့ဗန်လီရဲ့ခံစခံစစ် စော့တက်တဲ့အကျင့်စီရိုက်မှုဒီနေ့မှအာဆင်နယ်ဒီအာဆင်နယ်တိုက်စီဒီနည်းနည်းလေးအခက်ခဲလေးတွေရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ကျွန်တော်စိတ်ကြိုက်တပွဲအောင်မှာဆိုကျွန်တော်ကတော့ဘန်လင်း ဘော်ရီနဲ့ပဲကျွန်တော်ယက်တည်ခြင်းလဲကျွန်တော်ရဲ့ဒါတအူးတဲ့အမြင်ရကျွန်တော်ပြောရရင်အာဆင်နယ်အကောင်းဆုံးအချိန်ကိုရောက်နေတယ်ဒါပေမဲ့ပရီးမီးယားလိမှာဒီလောက်ထိကျွန်တော်တို့အမှတ်တွေဟပွားမယ်ဆိုရင်ပရီးမီးယားလိကဒါစိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်လို့အာဆင်နယ်ပြိဿတ်တွေကိုထမင်းစားတိုင်းဒါသတိရပေါင်းဗန်လီတင်းနေတယ်ဒီနေ့မှာဘလို့ပုံစံမျိုးတွေလုတ်ပြီးသွားမလဲဆိုတော့ကျွန်တော်တို့တူတူဒါရင်ခွန်ကြည့်ရအောင်ဒီလိုမျိုးနေ့တွေဝန်ကောင်းတွေတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်ရဲ့ Goin Maya YouTube channel တော်တော် channel လေးကို like subscribe လုတ်ပြီးသားမှာညီကိုတို့အမြင်တွေရှိလဲ comment တွေမှာဝင်ရောက် ့ဆွေးနွေးသွားလို့ရတယ်ထပ်ပြီးတော့လေလူလင်လူညာပေါ်တဲ့ခေတ်ကျမှာညီကိုတို့ဒီငွေကြေးပိုင်းတရားရဂိုင်းတော့ယုံကြည်စိတ်ကြချင်တယ်ဆိုကျွန်တော်ကိုယ်တိုင်တာဝန်ယူမှုတာဝန်ခံမှုထားရတဲ့ယူဖာမာလာရောစော့ကစားလို့ရတယ်ယူဖာမာစော့ကစားရုံနဲ့ညီကိုတို့ဒီ2025 2020ကျောက်ဗီအိုင်မီမှပို့ပြတရားစီစားလို့ရရှိမှာဖြစ်တယ်ဟုတ်ပြီနောက်ထပ်ကြောင်းချင်ဆရာရှိတာထိုင်းအောင်နေတဲ့ညီကိုများထိုင်းမှန်ရှိုံနဲ့စော့ကစားလို့ရတယ်ဒီနိုဝင်ဘာလတစ်လလုံးမှာထိုင်းဘက်900နဲ့ အကောက်ဖွင့်ကစားမယ်ဆိုရင်ညီကိုတို့အတွက် player virtual engine တွေကို9ရက်အတွင်းပို့ဆောင်ပေးနေပြီဖြစ်တဲ့ကြောင့်ကျွန်တော်ထပ်ပြီးတော့ကြော်ညာခြင်းနဲ့ကျွန်တော်ဒီမှာတော့ဒါ VIP မှန်မှန်ဝင်လာတဲ့ညီကိုတွေဆိုတာများစွာရှိပါတယ်မြန်မာပြည်ကညီကိုတွေထိုင်းကညီကိုတွေမလေးကညီကိုတွေဂျပန်ကညီကိုတွေကိုရီးယားညီကိုတွေအဲ့တော့ကျွန်တော်ဒီနေ့ကနေစမှုတော်တော်ပေးခြင်းနဲ့ညီကိုများစိတ်ချမ်းသာညီကိုတွေကျမချင်းနဲ့ပြည်စုံကြပါစေညီကိုတို့လုပ်ငန်းကိုကိုင်ကန်းများအစီအစဉ်ချုံးမွေးကြပါစေလို့ပြောကြရတယ်မြန်မာစံတော်ညီကိုတွေတုံးတယ်မှာကစားမယ်ဘန်လင်နဲ့အာဆင်နယ်မှာဆိုတော့ကျွန်တော်ကတော့ဘန်လင်ဘော်ဒီကိုရွေးချယ်ပေးနေတဲ့ပဲဒီဗီလေးကိုဆုံးသတ်ချင်ပါတယ်ဆုံးမကြည့်ရှုပြည်ညီကိုတယောက်နေတိုင်းကျမချမ်းသာကြပါ Así, A lo la paz.